ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာလက်ရှိနော်မာလာထဲမှာပွဲထုတ်ခဲ့ပြီးတဲ့ဖက်ဒက်ဆန်ကဖိုက်တာတွေကတော့တယောက်မှနိုင်ပွဲမရခဲ့ပါဘူးလက်ရှိနော်မာလာထဲမှာဖက်ဒက်ဆန်ကဖိုက်တာ၄ယောက်တော့ပွဲထုတ်ခဲ့ပြီးပါပြီဒီတော့ဒီနေ့မှာစတန်ဖက်ဒက်ပွဲထုတ်မယ်နော်မာလာ၂၂ရက်နေကိုရောက်ရင်နော်မာဖိုက်တာလေးကျော်စွာဝင်တဲ့သူ့ဆရာ1 2 k ကိုဖက်ဒက်ဆန်အတွက်ပွဲထုတ်ကြမှာပေါ့လေဒီဖိုက်တာတွေကနော်မာလာထဲမှာ ဖက်ဒရက်ချင်ကဖိုက်တာတွေနိုင်ဝဲမရတာကိုခြေဖြတ်ပြနိုင်ကြတယ်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ကြရအောင်နေပါတယ်ခင်ဗျကျွန်တော်ရှင်းမှာပြောခဲ့သလိုပဲ normal အတိုင်းမှာဖက်ဒရက်ချင်ကဖိုက်တာ၄ယောက်ပွဲထိုးထားပြပါပြီဒီထဲမှာတယောက်မှမနိုင်ဘူး၄ယောက်လုံးရှုံးခဲ့တယ် normal အတိုင်းမှာပွဲထိုးခဲ့ပြီးတဲ့ဖက်ဒရက်ချင်ကဖိုက်တာတွေကတော့ Nakrop ရဲ့ USUP နဲ့ရဲ့ Eco ရဲ့ Mary ရဲ့ဖြစ်ပါတယ်ခင်ဗျ နာခရော့ UNSUP နဲ့ Eco တို့ကတော့1537ပြန်ပွဲရကောင်းစင်အောင်မှာပွဲထိုးခဲ့ကြတာဖြစ်ပါတယ်။သူတို့သုံးအလုံးကတော့အလဲထိုးနဲ့ရှုံးခဲ့ကြတာခင်ဗျာ။ Mary ကတော့ LWC Super Champ ပြန်ပွဲမှာပွဲရခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြန်ပွဲမှာ Mary ကသူ့ရဲ့ dress size မှာအမှတ်ဆုံးပြတဲ့နဲ့အရေးနေခဲ့ရတာဖြစ်ပါတယ်။ဒီတော့ဒီနေ့မှာ Federer တင်အတွက်ပေါ့လေ Stanford ပွဲထွက်လာပါတော့မယ်။ Stanford ကတော့ဂျပန်ဖိုက်တာမာလီကာနာကိုယဉ်ဆိုင်မှာပါ။ ဂျပန်မျိုးဂျပန်ပြည်သက်ရှေ့မောင်မှာစတန်ဖက်ဒါဆာကာနာအိုရင်ဆမ်းမှာဖြစ်ပါတယ်ခင်ဗျာကစ်ဘောက်စင်ပွဲစဉ်ဖြစ်ပါတယ်ဒီတော့နှစ်နှစ်ကြာကြာပွဲဝေးခဲ့တဲ့စတန်ဖက်ဒါဆာဒဏ်ရာပြဿနာနဲ့ရုန်းကန်ခဲ့ရတဲ့စတန်ဖက်ဒါဆာဒီပွဲမှာကာနာအိုဘလို့ကစားမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ကြရအောင်နေပါတယ်ခင်ဗျာကျော်စာဝင်းကတော့လမ်ပီနီစူပါဖိုင်မှာပွဲရထားတာဖြစ်ပါတယ်သူ့ကိုထန်းဖိုက်တာလေးနဲ့ပွဲတည်ပေးထားတယ် လမ်ဘီနီဆိုတာပြန်ပွဲရဲ့ဒုတိယမြောက်ပွဲစဉ်ဒီပွဲထိုးရမှာပါဒီတော့နော်မာလာ22ရက်နေ့ညနေ6:00နာရီဝန်းကျင်လောက်ကိုရောက်ရင်ကျော်စော်ဝင်းရဲ့ပွဲစဉ်ကိုကြည့်ရှုရနိုင်ပါတယ်ခင်ဗျာကျော်စော်ဝင်းရဲ့ဆရာဖြစ်တဲ့ Y2K ကတော့နော်မာလာ22ရက်နေ့မှာကျင်းပမယ်စပရီယောစီယံပြိုင်ပွဲမှာပွဲရရှိထားပါတယ်သူ့ကိုတော့မြဝါဖိုက်တာလှဝင်းနဲ့ခေါင်းတွဲဆိုင်ပွဲတယ်ပြထားတာဖြစ်ပါတယ်ခင်ဗျာစပရီယောစီယံပြိုင်ပွဲမှာပွဲစဉ်စုစုပေါင်း9ပွဲပါဝင်တယ် ခေါင်းတွဲဆိုင်နောက်ဆုံးပွဲစဉ်ဖြစ်တော့ Y2K နိုင်ငံဖိုက်တာလှဝင်ရပွဲစဉ်ကတော့နည်းနည်းလေးနောက်ကျောက်ရှိပါတယ်ညီမဆန်တော်ဂျေည9ခွဲ10ဝန်းကျင်လောက်မှာကြီးရှိအောင်ရှိနေပါတယ်ခင်ဗျာဒီတော့နော်မာလာထဲမှာ Federer ဂျင်ကပွဲထိုးသမျှဖိုက်တာတွေရှုံးနေထားတာကို Stan Federer ရဲ့ကျော်စာဝင်းရဲ့ Y2K ရဲ့ကပြန်လဲရှေ့ဖက်ပြပြီးတော့နိုင်ပွဲတွေရောက်ပြန်နိုင်နေမလားဆိုတာစောင့်ကြည့်အောင်ရှိပါတယ်ခင်ဗျာကြီးရှိအောင်ပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ